အားလုံးပဲမင်္ဂလာပါဒီနေရာလေးကတော့ Kitar River View Hill လို့ခေါ်ပါတယ်မဲဆောက်မြို့ထဲကနေ50ကီလိုမီတာ32မိုင်ခန့်အကွာအဝေးမှာတည်ရှိပါတယ်ကားနဲ့သွားမယ်ဆိုရင်တော့ပုံမှန်မောင်းမယ်ဆိုရင်မိနစ်40ခန့်လောက်ဆိုရင် ရောက်တာပေါ့နော်ဒီနေရာလေးကတောင်တန်းတွေကြားတောအုပ်လေးထဲမှာမြေချောင်းလေးနှစ်ဘေးမှာတည်ရှိနေတယ်လို့မျိုးလေးဖြစ်နေတော့အပေါ်စီကနေကြည့်မယ်ဆိုလို့ရှိရင်ဟိုအစ်စ်လေးတခုလိုဖြစ်နေတယ်ပေါ့နော်ဟိုဘက်ချမ်းမှာဆိုလို့ရှိရင်စားတောက်ဆိုင်ရှိတယ်အစားတောက်မျိုးစုံလေးရပါတယ် အခုကျွန်တော်တို့ထိုင်နေတာကတော့ Kita Coffee Hay ပါဆိုင်ကိုတည်ဆောက်ထားတဲ့ပုံစံလေးကအရန်ကနဒါမျိုးမဟုတ်ပေမဲ့ Chinese vibe ပုံစံလေးကိုချစ်စရာလေးပြင်ဆင်ထားတာကိုတွေ့ရပါတယ်ဒီနောက်ဘက်မှာတော့တဲခုလို့ရတဲ့ဘန်ဂလိုလေးတွေလည်းရှိပါတယ်တဲ့ကျွန်တော်ကတော့မှောင်နေကြီးမဝင်မကြည့်ခဲ့တော့ဘူးပေါ့နော် တောအုပ်လေးတွေအုပ်ဆိုင်နေပြီးတော့တောင်တန်းတွေနဲ့မြစ်ချောင်းငယ်လေးနဲ့အရန်ကိုတပါဝဆန်ပြီးစိတ်ငြိမ်တဲ့နေရာလေးတစ်ခုမှမဲဆောက်မြို့ထဲမှာမွန်းကျက်နေတာတွေကိုသွားပြီး relax လုပ်ဖို့နေရာတစ်ခုခုကိုရွေးနေတယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးကလည်း A channel နဲ့နေရာလေးတစ်ခုမှပါတယ်လို့ recommend လုပ်ပါရစေ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Thank you.